ဖလန်းမျိုးတိန်တိုက်ပွဲမှာမြင်းကြံဘလက်တိုက်ကားတပ်ဖွဲ့ကရဲဘော်ခုနှစ်ဦးထိကြာဆုံးခဲ့ဖလန်းမျိုးတိန်စစ်စင်ရေးကိုချင်းကြီးနောင်စစ်စင်ရေးအဖြစ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး2025ခုနှစ်ဧပြီလ9ရက်နေ့မှာတော့ဖလန်းမျိုးကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ် ငါးလာကြောကြာဆင်နွှဲခဲ့ရတဲ့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကရဲမေတွေအပါအဝင်ရဲဘော်ပေါင်း89ဦးထိကြာဆုံးခဲ့ရပြီးအဲဒီကမှ မြင်းကြံခြေစပ်တော်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့မြင်းကြံဘလက်တိုက်ကားတပ်ဖွဲ့ MPD တပ်ဖွဲ့ကရဲဘော်ခဏဦးကြာဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ် ဖလန်းမျိုးတိုင်တပ်ဖွဲ့မှချင်းကြီးနောင်တပ်ဖွဲ့နဲ့အတူမြေပြန့်ဒေသကတော်လိုင်းတပ်ဖွဲ့ပေါင်းများစွာပါဝင်တိုက်ခိုက်ခဲ့ကြပြီးအရကတတော်ရဲ့စီရေးအကြံဉာဏ်နဲ့ခေရန်လက်နက်ပံ့ပိုးမှုတွေကြောင့်ဖလန်းမျိုးကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြရလေဖြစ်ပါတယ်ဖလန်းမျိုးတိုင်တိုက်ပွဲအတွင်းမြင်းကြံဗလက်တိုက်ကမြင်းကြံခရိုင်အမှတ်9တရင်ကရဲဘော်9ဦးကြာဆုံးခဲ့ရပြီးရဲဘော်3ဦး ိုလက်အင်ကာဆုံးရှုံးခဲ့ကရဲဘော်30ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MP တပ်ဖွဲ့က2025ခုနှစ်ဧပြီ24ရက်နေ့မှာပဲထုတ်ပြန်ထားခဲ့တာလေးဖြစ်ပါတယ်။ကျွန်တော်မှာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့တပ်ဘော်တွေအလောင်းတွေကိုတော့ပြန်သေးမလာနိုင်ခဲ့ပေမဲ့ရဲဘော်တွေရဲ့အယိုးပြောင်းကိုတော့မြေပြန့်ကိုတည်ဆောင်လာပြီး အာဇာနည်ဘေးမှာကိုသွင်းတချို့ခဲ့ကြရလေဖြစ်ပါတယ်။ ီတိုက်ပွဲဟာမြင်းကြံပလက်တိုက်က MP တပ်ဖွဲ့အနေနဲ့ပထမအဆုံးပါဝင်တက်ခဲ့တဲ့မျိုးသိန်းတိုက်ပွဲဖြစ်ပြီးဒီတိုက်ပွဲကနေအထွေထွေများစွာနဲ့စစ်နည်းဗျူဟာတွေများစွာရရှိခဲ့လို့မြင်းကြံပလက်တိုက်ကတပ်ဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်။မျိုးသိန်းတိုက်ပွဲတွင်ကြာဆုံးခဲ့တဲ့ရဲဘော်89ဦးထဲမှာကလေးဒေသတော်လိုင်းတက် KRF ကရဲဘော်9ဦးလည်းပါဝင်ခဲ့ပြီး ကြာဆုံးခဲ့တဲ့ထဲကထောက်ဝံနီးပါးဟာပင်ရှင်တပ်ဖွဲ့တွေဖြစ်တဲ့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ကရဲဘော်တွေအများဆုံးကြာဆုံးသွားခဲ့ကြရတာဖြစ်ပါတယ်။ဖလန်မျိုးစစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်ခဲ့တဲ့9လကျော်အတွင်းမှာစစ်ကောင်စီတပ်ကတေချောင်းပစ်ကူအကြိမ်တထောင်ကျော်လုဆောင်ခဲ့ပြီးစစ်အင်အားဖြည့်ခြင်းမှု200ကျော်အထိလုဆောင်ခဲ့တယ်လို့ချင်းညီတော်တပ်ဖွဲ့တွေကထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ လန်မျိုးတိုင်းတိုက်ပွဲမှာညဉ့်ညံဘလက်တိုက်ကတပွဲမှာကြာဆုံးခဲ့တဲ့ရဲဘော်9ဦးကတော့ရဲဘော်ကိုဆိုင်အသက်16နှစ်ရဲဘော်တပ်ဘူးအသက်29နှစ်ရဲဘော်ကြာရိုင်းအသက်19နှစ်ရဲဘော်ကိုလီအသက်19နှစ်ရဲဘော်ဖူးညီအသက်19နှစ်ရဲဘော်07အသက်20နှစ်နဲ့ရဲဘော် NK အသက်25နှစ်တို့မြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ် ်ရင်ဖလန်မြို့သိမ်းတိုက်ပွဲမှာရဲဘော်9ဦးထိကြာဆုံးခဲ့ရပြီးရဲဘော်3ဦးကကိုလန့်အင်ကဆုံးရှုံးခဲ့ကာရဲဘော်30ဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။မြေပြန်တောင်ပေါ်ဒေသမခွဲခြားပဲတော်လန်ကြီးပူပေါင်းတပ်ဖွဲ့တွေကဆရာနာရှင်ခြုံငိမ့်မှုအတွက်အဖက်ဖက်အရရကနေပူပေါင်းတိုက်ပွဲဝင်ကြရင်အထိခိုက်ကြာဆုံးနေရှိခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေက ဒွေကောင်အာဇာနည်တွေကိုအတိမပြုမှတ်တမ်းတင်နေရမှာလည်းဖြစ်ပါတယ်။မြေပြန်ပလတ်တိုက်ကအနေနဲ့မြေပြန်ဒေသကနေပြီးတော့မှချင်းတောင်ဒေသထိတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့အတူမျိုးသိမ်းတိုက်ပွဲကိုဆင်နွှဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့မျိုးကိုသိမ်းနိုင်ခဲ့ပြီးမျိုးသိမ်းအောင်ပွဲရဲ့နောက်မှာအညာကိုပြန်လာကြတဲ့ရဲဘော်တွေရဲမှာတော့ကြာဆုံးသွားခဲ့ရတဲ့ရဲဘော်တွေတော့ပြန်မလာနိုင်ခဲ့တော့ဘူးပေါ့။တို့ပေမဲ့လည်း သူတို့ရဲ့အယိုးပြောက်တွေကိုသူတို့ရဲ့နေရည်တွေဖြစ်တဲ့အညာဒေသစီပြန်လည်ယူဆောင်လာနိုင်ခဲ့ကြပါတယ်။အညာဒေသကရဲဘော်တွေကိုအညာဒေသမှာပဲသူရဲကောင်းအာဇာနည်အဖြစ်ကူပိတ်မှန်တွင်ပြီးဂုံပြုထားကြရမှာလည်းဖြစ်ပါတယ်။ညာဒေသရဲဘော်တွေကလက်နက်မပြည့်စုံမှုခဲရမပြည့်စုံမှုတွေနဲ့အတူဒီနေ့ချိန်ကြီးတော်လှန်ရေးမှာ ရွေရွချွန်ချွန်နဲ့ရှီတန်းကနေပါဝင်တိုက်ပွဲဝင်နေခဲ့ကြတာလေဖြစ်ပါတယ်။မြင်ကြံဘလက်တိုက်ကားတပ်ဖွဲ့အားဆိုရင်နေရာတိုင်းမှာသူတို့ရဲ့တပ်ဖွဲ့ဝင်တွေရှိနေပြီးအဖက်ဖက်အရရမှာလည်းမဟာဝေဘူးအောင်တပ်ဖွဲ့ဝင်တွေတူဆရာနာရှင်ခြုံငင်းဖို့အတွက်ရွေရွချွန်ချွန်တိုက်ပွဲဝင်နေကြတာလေဖြစ်ပါတယ်။မြင်ကြံဘလက်တိုက်ကားတပ်ဖွဲ့ကကြာဆုံးခဲ့သူရဲ့ကောင်းအာဇာနည်ခုနှစ်ဦးအတွက်ကျွန်တော်တို့ support PDF မြန်မာမှာလည်းအလင်းနေပြီးမှတ်တမ်းတင်လိုက်ရပါတယ်။ ရေဝရီရဲ့စွန့်လွန်နေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လိုက်တဲ့ပိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရေဘော်တို့ကောင်းရာတုတိလာပါစေ။ဖက်စစ်ဆရာနာရှင်ကိုအမြပြတ်ချေမုံရင်မြို့တော်တိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေရဲ့အကြောင်းကိုအလေးနိပြူမှတ်တမ်းတင်နေတဲ့ Support PDF မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါလေ။ ဇပုံ BD ရဲ့မြန်မာ YouTube channel ကိုကြည့်ရင်မြို့တော်တိုင်းမှာတထောင်တနေရာတွေကနေပါဝင်နိုင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ဟေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အငဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်